ဥပိုင်နဲ့ပတ်သက်တဲ့ဒိဗေဖွင့်ရှင်တွေကိုကြောက်ကြတယ်နော်ဥပိုင်ကဒိဗေဖွင့်ရှင်တွေကလေးက73ကျက်ရှိပါတယ်ဥပိုင်ကြီးကိုအလုံးကြီးတယ်ဥပိုင်ဝယ်ဥပိုင်ပွဲမှကိုယ်တော်ကရရင်းနေနေတာအဲ့တော့ဥပိုင်တစ်ပိုင်းဖြစ်ဖို့ဘာတွေလိုလဲဆိုတော့ဥပိုင်တစ်ပိုင်းဖြစ်ဖို့လေရင်းရတမျိုးတည်းဖြစ်ရမယ်အမတိကရင်းရတမျိုးတည်းဖြစ်ရမယ် ိုင်ပရင်ကဒုရင်ပြရတယ်အော်ဒုရရက်ကတိုင်းပြရတယ်ပြနီးရသစ္စာတည်းတည်ရှိရပါလေအဲ့တော့ဥပ္ပိုင်တိုင်းဟာပန်နာကလည်းတူရဲနီးရလည်းတူရဲသစ္စာတည်းတည်ရှိရဘာလို့ဆိုချင်တာလဲဆိုတော့လေနဲ့ဇာနီနဲ့လေနဲ့ကုယချံနေနဲ့အဲ့လိုဟိုပေါင်းထားလို့မရဘူးလဲဆိုလဲ ။ဥယျာဉ်ချမ်းပြီဆိုရင်ဥယျာဉ်ချမ်းပြီ။ရောင်းပြီဆိုရင်ရောင်းပြီ။ဟုတ်ပြီ။အဲ့ဒီလိုတစ်ဆက်ဆက်နဲ့ရှိရမယ်။ဒါတူကလေးရမယ်။နော်။ဟိုခေါင်းရင်းချမ်းလေးကလေဥသာကကိုချင်းဘက်ချဲရတာတော့လို့တော့လို့လို့မရဘူး။အဲ့ဥပိုက်တိုင်းဆိုဒီမှာအရှင်တူတယ်ဒီတမျိုးတယ်ဆက်ဆက်တဲ့ရှိရတုံးမြေခွက်ဆက်မှာရိုးလေးခံနေလို့ကိုဘက်ကဟာပါပါတယ်လို့ရပါဘူးမရဘူးအဲ့ဒါကိုပတ်ဖို့မရရင်ကျွန်တော် 할사루 신이 바랍니다.